ကမ္ဘာတဲကန္နာရဖြစ်ထွန်းမှုနဲ့မိုးခေါင်ရေရှားမှုတိုက်ဖျက်ရေးနှင့်အထိမ်းအမှတ်ဖြင့်မိုးရသည့်စူပေါင်းတပ်ပင်စိုက်ပျိုးပွဲတော်ကိုမန္တလေးမြို့ပသိမ်ကြီးမြို့နယ်အစိုးရနှီးပညာကောလိပ်မန္တလေးတွင်ကျင်းပခဲ့ကြောင်းသိရပါသည်။တရင်ပြေဆောင်ကိုဆက်လက်တင်ပြပေးမှာဖြစ်ပါရဲ့ရှင်။ ီကနေ့စွန်လ18ရက်နေ့မှာကျင်းပပြုလုပ်တဲ့ကမ္ဘာတဲကန္နာယဖြစ်ထွန်းမှုနဲ့မိုးခေါင်ရေရှားမှုတိုက်ဖျက်ရေးနေ့အထင်အမှန်တစ်ပင်ဆိုင်ပြုတ်ပွဲကိုတရံစာတာနဲ့တဘာဝပတ်ဝန်းကျင်ထိန်းသိမ်းရေးဝန်ကြီးဌာနအပူပိုင်းဒေသစိမ့်လန်းစုပြည်ရေးဦးစီးဌာနမှ Focal Department အနေနဲ့မြန်မာနိုင်ငံအလဲပိုင်းမန္တလေးတိုင်းဒေသကြီးမန္တလေးမြို့မှာပထမဦးဆုံးအကြိမ်ကျင်းပပြုလုပ်တာဖြစ်တယ်လို့သိရပါတယ်။ကမ္ဘာတဲကန္နာယဖြစ်ထွန်းမှုနဲ့မိုးခေါင်ရေရှားမှုတိုက်ဖျက်ရေးနေ့အထင်အမှန်တစ်ပင်ဆိုင်ပြုတ်တဲ့အဓိကရည်ရွယ်ချက်ကတော့ကျွန်တော်တို့ကမ္ဘာနဲ့အဟွမ်းမှာနှစ်စင်ပေါ့လေ။တောင်အမေရိကတိုက်ကကိုလံဘီ ီးယားနိုင်ငံအရွယ်အစားလောက်ရှိတဲ့မြေဧရိယာ70ကီလိုမီတာတသန်းလောက်ကနှစ်စဉ်ပြုံးတည်နေပါတယ်ဒီလိုပြုံးတည်တဲ့မြေယာတွေကိုကျွန်တော်တို့ကပြန်လည်ပြင်ပြင်ပေးခြင်းအပြင်ဒီကမ္ဘာတဝန်းမှာရှိတဲ့တန်းနဲ့ရှိတဲ့လူကြီးတွေရဲ့စာဝတ်နေဖွံ့ဖြိုးမှုကိုအထောက်အကူဖြစ်မှာဖြစ်ပါတယ်ဒီလိုရည်ရွယ်ချက်နဲ့ဘူခေါင်ရီရှားဒေတာဖြစ်တဲ့မြန်မာနိုင်ငံအလဲပိုင်းကူပိုင်းဒေတာရဲ့မှာပါဝင်တဲ့မန္တလေးတိုင်းဒေတာကြီးမှာလည်းလူလူချားမှုအသွင်နဲ့မြေယာပြန်လည်ဖွံ့ဖြိုးရေးနဲ့စိန်လန်းစုပြည်အတွက်တည်ပင်ဆိုင်ပြပွဲတော်ကိုကျင်းပခြင်းဖြစ်ပါတယ်ကျွန်တော်တို့ဒီတိုင်းဒေတာကြီးအဆင့် နိုင်ငံတော်အဆင့်ဆောင်ရတာရှိသလိုခရိုင်အဆင့်မျိုးနဲ့အဆင့်တွေမှာလည်းကျွန်တော်မြန်မာနိုင်ငံအလဲပိုင်းမကွေးတိုင်းဒေသကြီးမန္တလေးတိုင်းဒေသကြီးစကိုင်းတိုင်းဒေသကြီးမှာတစ်ချိန်နဲ့တစ်ပြိုင်တည်းမှာကျွန်တော်ဆောင်ရွက်ပါတယ်ခင်ဗျာ တစ်ပင်ဆိုင်ပြိုးပွဲတော်မှာမန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့တက္ကသိုလ်ကောလိပ်များမှပါမောက္ခချုပ်များတိုင်းဒေသကြီးခရိုင်မြို့နယ်အစင်ဌာနဆိုင်ရာများဧည့်သည်တော်များဆရာဆရာမများနှင့်ကျောင်းသားကျောင်းသူများအရက်ဖက်အဖွဲ့အစည်းများနှင့်ဒေသခံပြည်သူများအပူပိုင်းဒေသစိမ့်လန်းစုပြည့်ရေးဦးစီးဌာနမှဝန်ထမ်းများစုစုပေါင်းအင်အား880ဦးတို့ဖြင့်တမခရီးမှုရွှေဝါတပြေပူတာစန္တကူပဒောက် ရင်းမာစားတဲ့တင်မျိုး14မျိုးပြိုးပင်ပေါင်း880တို့ကိုလူလူလှုပ်ရှားမှုအသွင်ဖြင့်စိုက်ပျိုးခဲ့တာဖြစ်ကြောင်းသိရပါတယ်။တစ်ပင်နေမပြုံးတိအောင်ဂီယူစိုက်ဖို့ဒီတစ်ပင်နေခုတ်တာတောတောင်ကြီးတဘာဝကိုပြုံးတိရဲ့အဲ့လိုမျိုးတင်ရပါရှင်။ ဒါကြောင့်မို့သမီးတွေလည်းတပြည့်နေလာစိတ်တပါရှင်။ဆရာသမားရင်းနဲ့ကျောင်းသူရင်းနဲ့90ကျော်လောက်။တကယ်ချင်းရင်းနဲ့စူပေါင်းဆိုင်ရရတာသမီးတို့ရံပြုတ်ပါရဲ့ရှင်။သမီးတို့ဒီတပြည့်နေကိုတောတောင်ကြီးတို့အကျိုးပြုပင်ရတဲ့အတွက်ဒီတပြည့်နေဆိုင်ရတဲ့အတွက်အရင်လည်းဝမ်းသာပါရဲ့ရှင်။2025ခုနှစ်အတွက်ကမ္ဘာတက္ကနာရဖြစ်တွမှုနဲ့မိုးကောင်ရေရှားမှုတိုက်ဖြတ်ရေးနေရဲ့ဆောင်ဖို့ကလူမှုစီးပွားအခွင့်အလမ်းများကိုဖော်ထုတ်ဖို့မြေယာပြန်လည်ပြုပြင်ဖို့ဖြစ်ပြီးကမ္ဘာတဝန်းရှိပျက်စီးပြုံးတည်နေတဲ့အမြေယာတွေကို ပြန်လည်ပြုပြင်ပေးခြင်းဖြင့်လူတန်းပေါင်းများစွာရဲ့လူမှုစီးပွားဖွံ့ဖြိုးတိုးတက်မှုအခွင့်အလမ်းတွေဖန်တီးပေးနိုင်ရန်ရည်ရွယ်ကတိဆောင်ပုဒ်ကိုတတ်မှတ်ပေးတာဖြစ်တယ်လို့သိရပါတယ်ရှင်။